င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်မောတော်မျိုးတိန်ခင်အောင်ခြင်းနဲ့စီရရှုံမြစွာဂျုံနီယာရဲ့ကံယိုရန်အတိုင်းမူပေါ်ကျောက်ကျော်ကျော်ဟန်ကိုနေပြီးတော့စင်ယောကဖျားပေးနေပြီးစီရတာမရလည်းရင်တိုင်းမူရာတို့ဖြုတ်ခမ်းရမည်တနင်္လာရီတိုင်းတနင်္လာရီမျိုးနဲ့မောတော်မှာဒေါ်လိန်ဒွေသိမ့်ပိုက်လိုက်တဲ့မောတော်မျိုးကိုပြန်လည်သိမ့်ယူဟန်ကံယိုရန်အတိုင်းမူပေါ်ကျောက်ကျော်ကျော်ဟန်ကိုနေပြီးတော့စင်ယောကဖျားပေးနေပြီးမျိုးကိုပြန်လည်သိမ့်ပိုက်နိုင်ခြင်းမရှိပါကတိုင်းမူရာတို့မှဖြုတ်ခမ်းရမည်ဖြစ်ကြောင်း နေပြည်တော်စစ်တပ်သတင်းမြင်းနဲ့စီရန်ဘူကြီးစင်ဟောကပြောတယ်နိုဝင်ဘာလ14ရက်နေ့မှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တောင်းမှန်43ဦးနဲ့လက်နက်ခဲအများပြားကိုတော်လိုင်းတက်တွေကတင်စီရရှိခဲ့ပါတယ်။မော်တော်မျိုးသိမ့်ပိုက်ခံရပြီးနောက်စစ်ရေးအတွက်ဒီကတောင်းဝင်ရှိတဲ့ကံယုတ်တဲ့အတိုင်းမှုပေါ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကထုချွေလာတင်ပြခိုင်းပြီးမော်တော်မျိုးကိုချက်ချင်းပြန်လည်တည်ယူနိုင်ဆောင်ရွက်ရန်စေခိုင်းတာကြောင့်အကဲမော်တော်မျိုးကိုပြန်လည်တည်ယူနိုင်ခြင်းမရှိပါကတိုင်းမှုရာထူးမှာဖြုတ်ခမ်းပြီးဖြစ်ကြောင်းဩဂုတ်လ25ရက်နေ့တနင်္သာရီတိုက်ပုတ်ပြင်းမြို့နယ်အခြေဆိုင်အမှတ်73စစ်စင်ကိုကံမှုဌာနချုပ်မှာ ဒုတိယဆက်ကခမှုဘုံမူကြီးမျိုးတန်ကဲအနယ်လျက်တိုက်ခိုက်မှုကြောင့်တေဆုံးစင်ကလည်းကဲရိုရန်တိုင်မှုဘုံမူကြောင့်ကြော့ကြော့ဟန်မှတွေ့ကြလာတင်ပြခဲ့ရကြောင်းထို့ပြင်မေလကွယ်နေ့ကလည်းထိုင်းမြန်မာနယ်ဇက်ရှိတိကိပြွာကိုစစ်တပ်ကလည်းလွတ်ခဲ့ရပြီးကဲအနယ်လေးကတင်ပိုက်ခဲ့ကြောင်းသိရပါတယ်ကယောရန်ဒေတာတိုင်းစစ်ဌာနချုပ်မူတိုင်မူဘိုလ်ချုပ်ကျော်ကျော်ဟန်သူကအရင်တော့ကဥစားထားကြောင်းဒီသူကစာတိကရခိုင်သားရတိတောင်စာတိသူကဘာဖြစ်လဲဆိုတော့မော်တာတနင်္သာရီကနေဆက်မြို့လေးထားတဲ့လုံချုံအင်အားရောတဲ့အင်အားနဲ့တိုက်ခိုက်တဲ့အချိန်ကလည်း၃-၄ရက်လောက်ရှိရသားနဲ့ ြစ်ကူစစ်ကူတိတိယယမပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအေးအေးယူခံမဲ့နေထားမျိုးရှိပါတယ်။ဒါကြောင့်မလို့သူ့ကိုအေးအေးယူမဲ့နေထားမျိုးဖြစ်နေတယ်။ဒါမှမဟုတ်ဒီပေါ်ကျုပ်ကြီးနိုင်နိုင်ဦးပတ်စာထားနှင့်ပေါ်ကျုပ်ကြီးနိုင်နိုင်ဦးတို့ကလည်းတောင်ခမ်းပတ်တိသူ့တော်ပြီးစစ်မျက်နှာထိုင်လိုက်ရတယ်လို့သူ့အနေနဲ့လည်းတခုခုလုပ်ပြရတော့မယ်။သူမောတန်ကိုပြန်ရင်မလား။ဒီဘက်သူတို့တနင်္သာရီတိုင်းမှာဆိုရင်ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့မျိုးနဲ့မပါဘူး။ဒီတော့ကော့ပြစ်နေနိုင်မလား။အဲ့လိုနေထားမျိုးကြုံနေရပါတယ်။ နေပြည်တော်စစ်တပ်တရင်မြေကတော့ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကတတိပေးမှုတွေရှိနေဒီမှာမှန်ကန်ကြောင်းတို့ရတဲ့တိုင်းမှုကစစ်ကောင်းဆောင်မြန်လိုက်ကိုတစ္ဆာခံသူဖြစ်တဲ့အပြင်တိုင်းရင်းသားလည်းဖြစ်ကြောင်းကြောင်းစစ်ကောင်းဆောင်ကသဘောကျသူဖြစ်ကြောင်းပြောင်းလဲဖြစ်နိုင်မဖြစ်နိုင်မှာတိုင်းမှုနေဖြင့်နေပြည်တော်စစ်ရုံးကစိတ်ကျေနပ်စင်မစေးရလက်တင်ပြန်လဲဖော်ဆောင်လိုအပ်ကြောင်းတုံ့တက်ပြောပါရင် ဆလပီကမ္မမြို့ဝင်မှာ KTV မှာကနေပြန်လာပြန်စော်ဒီကောင်းဆောင်အောင်ဝင်းပါဝင်တောင်းပြခတ်ခံရပြီးတောင်းလုံးသေးဆုံးမကွေးတိုင်းကမ္မမြို့မှာ KTV မှာကနေပြန်လာတဲ့ပြန်စော်ဒီကောင်းဆောင်အောင်ဝင်းအပါဝင်တောင်းကိုပြခတ်တိုက်ခိုက်ရတောင်းလုံးသေးဆုံးခဲ့ကြောင်းကမ္မမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထောက်ပြမှာနိုဝင်ဘာလ14ရက်နေ့မှာပသိမ်မုံရလမ်းမနဲ့ကမ္မမြို့ဝင်လမ်းဆောင်14မိုင်နီးမှာတပည့်ကတ်ကနေဦးရှိပင်မြို့ကနေ KTV မှာပြန်လာပြန်စော်ဒီကောင်းဆောင်အောင်ဝင်းအတွင်ရမှုရဲအောင်နဲ့အမခံတက်တာအောင်မြိုင်တို့တောင်းကိုတော်လိုက်တပ်ဖွဲ့တွေကပြခတ်တိုက်ခိုက်ခဲ့ပါတယ် ထိုတိုက်ခိုက်မှုတွင်အမခန်အမခန်တက်တာအောင်မြိုင်ကနေရာတွင်ပွဲချင်းမိတဲ့ဆောင်ခဲ့ကြောင်း၎င်းတို့စီးနင်းလာတဲ့အတွင်းမှာဖုန်းနဲ့တက်တဲ့ကစားတွေကိုတင်းစရာရှိကကောက်အောင်မရှိရှင်နေခဲ့ပါတယ်။ထိုပြေတိုက်ခိုက်မှုတွေကြီးထီမှန်ကထိခိုက်ဒဏ်ရာရှိခဲ့ပြူစော်ဒီကောင်ဆောင်အောင်ဝင်းနဲ့တွင်းမှုရဲအောင်တို့ကသွေးထွက်လို့မိထက်မဲ့တင်းဆောင်ခဲ့ကြောင်းသိရတယ်။ဆိုပါပြူစော်ဒီကောင်ဆောင်အောင်ဝင်းကအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းတပ်သားတွေစူစာရီကိုလာတင်ကမမြွနဲ့တွင်ပေါ်တာဆွဲခြင်းကြမ်းဖက်ဖန်စီခြင်းစစ်မှုထမ်းခြင်းတွေကောက်ခံခြင်းဝင်ညစ်ခြင်းနဲ့ကြမ်းဖက်စစ်တပ်တိုက်ပြလုပ်ကိုင်နေသူဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးရင်းမြစ်နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထုတ်လိုက်စစ်တပ်ကိုရေပလုဖွဲ့ကကြားဖြတ်တိုက်ခိုက်မှုစစ်သားရဲ့ထိခိုက်သေးဆုံးမှုရှိမွန်ပြည်နယ်ရင်းမြစ်နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထုတ်လိုက်ဇက်ဘက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားရဲ့ထိခိုက်သေးဆုံးမှုရှိကြောင်းရေပလုဖွဲ့တင်မှုကပြောရဲနိုဝင်ဘာလ19ရက်နေ့မှာရင်းမြစ်နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထုတ်လိုက်ဇက်ဘက်စစ်တပ်ကိုရေပလုဖွဲ့က ားပြတိုက်ခိုက်အထိတွေ့တိုက်ပွဲတနအီကျော်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိတော်လဲရေတပ်ကိုတိပြွနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ရေဘလူတပ်ဖွဲ့နှင့်ထိခိုက်မှုရှိပြန်လဲဆောက်ခွာနိုင်ခဲ့ပါတယ်စစ်ခွေတွေကမနေ့တော့ကစစ်ကြောင်းထိုးလာတဲ့ကျွန်တော်ရေဘလူတိုင်နဲ့ထိတွေ့မှုဖြစ်တဲ့ရန်သူဘက်ခြမ်းကထိခိုက်မသေးကြဘူးကျွန်တော်ဘက်ခြမ်းကတော့ထိခိုက်မှုရှိရန်သူတို့အပိုင်းပြင်နိုင်တယ်ရန်သူဘက်ကတော့တရားရတာတွေရှိမဲ့ကြာဆုံးမှုကတော့တိကျမဖြစ်ဘူးရန်သူကအင်အားများတယ်တိုက်ပွဲဖြစ်ပွားချိန်တွင်ဂျပန်စစ်တပ်ရန်တပ်ဖြစ်ခတ်မှုကြောင့်ပြည်သူနေ ထိခိုက်ပျက်စီးခဲ့ပြီးဆိုင်ခဲ့ပြင်ဆိုင်ဒီဇိုင်းနဲ့မီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးခလာ956မှာတက်တာတောင်ရဲမှုနဲ့တက်ကြကြဲတနက်ကိုပါယူဆောင်လင်းဝင်မကွေးတိုင်းရေစကြုံမြို့နယ်စစ်ကောင်ရှင်တက်ခလာ956ကတက်တာတရားအရမူးနဲ့တက်ချက်ကျဲတနက်ကိုပါယူဆောင်ကရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အလင်းဝင်ရောက်လာလို့သိရတယ်။နိုင်မလာ59ရက်နေ့ည9နာရီလောက်မှာခလာရ956ကတက်တာဟိန်ထက်လင်းအောင်ကျော်ရေးကိမ်းမညာကင်းဆောင်ချင်းသူကိုင်းဆိုင်ထားတဲ့တနက်နဲ့တူတက်ချက်ကြီးတရားရဲ့ MA3 တနက်တက်ကိုပါယူဆောင်ကအလင်းဝင်ရောက်ခဲ့ပါတယ်။ တသားဟိတ်တယ်လင်းမှာပေါ်တာဆွဲတဲ့ပါစာမဟုတ်ပါဘူးကျွန်တော်စီဆက်သွဲလာတပတ်လောက်ရှိပါပြီအခုမှသာကြိုးကြောက်တိုက်ဆိုင်လို့ကျွန်တော်စီကိုဆက်သွဲပြီးတော့ထွက်လာကျွန်တော်ကိုလည်းတော့ခေါ်လိုက်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့စစ်ကြောမြို့နယ်တာဝန်ရှိသူကပြောပါတယ်လန်းနန်းနဲ့လင်းဝင်လာတဲ့တသားဟိတ်တယ်လင်းအတွက်ဂုံပြုတ်ငွေသိန်း50ချင်းမြင့်ခဲ့တယ်လို့ဆိုပါလင်းဝင်တသားကလည်းသူ့နေရာဇာတိကိုမပြောင်းတော့ဘဲတွန်လိုက်တဖွဲ့နဲ့သူစစ်တပ်ကိုပြန်လဲတိုက်ခိုက်သွားတယ်လို့သိရတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့စစ်ကြောမြို့နယ်ပကပတဲ့အလင်းဝင်ရောက်သူပြူစောတီနဲ့စစ်ကောင်ရှင်တပ်သားပေါင်းအယောက်80ဝန်းကျင်ရှိပြီလို့သိရပါတယ် ဆက်လက်ပြီးဗမောက်မှာမြေပြင်ဝင်ဟင်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့အစစ်နေရာဒေါ်လိုင်းတက်တွေခုခံတိုက်ခိုက်ဆဲဆူပတ်တိုက်ခိုက်တိုက်ဆုံမှုတွေရှိပြီးအသေးခံဒရုန်း၃စီးကိုဒေါ်လိုင်းတက်တွေရရှိစကိုင်းတိုင်းကတာကန်ဗမောက်မြို့နယ်မှာဂျပန်စစ်တပ်နဲ့စစ်တပ်လက်ဝေခန့်အစံနေတက်တွေကလေးချောင်းကတဆင့်ပေါ်ကျတိုက်ခိုက်ရင်ဒေါ်လိုင်းတက်တွေရှာနေရာအထိတိုးကလာအကြောင်းထိတဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တဲ့နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာဂျပန်စစ်တပ်ကဝိုက်တွဲလင်းနဲ့ပုံစံအလုံး60နီးပါးကိုဒေါ်လိုင်းတက်တွေရှာစီကျဆတိုက်ခိုက်ခဲ့တဲ့ ဒါပြင်ဒေါ်လိန်တက်တွေတင်ပိုက်ထားတဲ့နာတော်လစကန်ကုန်းနာဒီ SN တက်တွေတိုးကပ်လာခဲ့ပြီးအသေးခံဒရုန်းတွေနဲ့တိုက်ခိုက်တာကြောင့်ဒေါ်လိန်တက်တွေပြန်လည်ခုခံတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။မဆန်နေတဲ့စစ်ကောင်ရှင်ပူပေါက်တပ်တွေကိုကတားခိုင်တိုင်းလေးရဲ့ပါဝင်ပြည်တဲ့တိုင်နေတဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖွဲ့တွေကအခုကတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစစ်အုပ်စုဘက်ကထိခိုက်ဒေဆုံးမှုတွေရှိကြောင်းသိရပါတယ်။ဒါအပြင်တိုက်ပွဲတွင်အဆန်နေတဲ့စစ်အုပ်စုရဲ့အသေးခံဒရုန်း၃စီးကိုလည်းတော်လိုက်တပ်တွေကရရှိခဲ့ပါတယ်။ ကျွန်တော်တက်ကနေမြေကန်တိုင်းဆိုတဲ့ကဒရုန်းတွေကဒီတိုင်းမကွဲလို့ကျွန်တော်တွေထထထပြောစရာမရှိဘူးလို့ကတ္တာခိုင်တိုင်းလေးတောင်းရှိသူကပြောတယ်။မမမျိုးကိုမတ်တင်စစ်ဒေတာကိုကယ်မှုနဲ့ပြီးခဲ့စတင်မလာ20ကတင်ပိုင်ခဲ့အောင်ဖြစ်ပြီးလက်ရှိမှာအစံနေတဲ့ဂျပန်စစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတဲ့ကြောင့်ထိတွေ့တိုက်ပွဲတွေရှိနေတာဖြစ်ပါတယ်။ဆလဘီရုရှားနဲ့တရုတ်ထံကနေရဟင်းနဲ့လျင်နေမြန်မာစစ်တပ်ရာယူနေမြန်မာအနေနဲ့သွေးထက်တန်ရုပ်ဖြစ်နေပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့နိုင်ငံတကာဖိအားတွေရှိနေပေမယ့်အာဏာသိမ်းစစ်ကော်မရှင်ကရုရှားနဲ့တရုတ်စီကရဟင်းနဲ့လျင်နေရယူပြီးလေတပ်အင်အားဖြစ်နေလို့ပြောပါရတယ်။ အမေရိကန်ရောပါနဲ့တခြားနိုင်ငံတွေကမြန်မာစစ်တပ်ပေါ်လက်နက်ရောင်းချမှုတားမြစ်တဲ့ပိတ်ဆို့ရဲယူမှုတွေကိုချမှတ်ထားတယ်။ဒို့ပေမဲ့ကုလသမဂ္ဂအစိုးရရုရှားနဲ့တရုတ်တို့ကမြန်မာစစ်တပ်ကိုဒေါ်လာတန်းရာပေါင်းများစွာတန်တဲ့စစ်လက်နက်ပစ္စည်းအစမပြတ်ထောက်ပံ့ပေးနေတာ။မြန်မာစစ်တပ်ကထုတ်ပြန်တဲ့တပုန်နေရာရုရှား MI 30HD ရဟယင်3စီနဲ့တရုတ် YH လင်းရင်20တို့ကိုသူတို့အနေနဲ့လက်ခံရရှိကြောင်းသိရပြီးဒီတယ်ယူပို့ဆောင်ရင်းနေဟာစစ်အုပ်စုတပ်သားတွေကိုတောင်ကိုထူထပ်တဲ့ဒေသတွေစီပို့ဆောင်မှုစစ်စင်ရေးအတွက်အသုံးပြုွက်ရှိကြောင်းကျွမ်းကျင်သူတွေကသုံးသပ်ကြတယ်။ တရုတ်ပို့ဆောင်ရေးလင်းနေဟာမြန်မာဝင်ဟင်ပိုင်နဲ့စုံမလုံးကြော်ရေကိုပုံမခိုင်းမှကောင်းမွန်စေခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့လေရင်ရဟယင်များတက်တော်ဝင်ချင်းခန်းနာမှာမြန်မာစစ်တပ်ကဆိုပါတယ်ပြပဆိုင်မှာပြောလေးလာရေးဌာနရဲ့စင်ကာပူခြေဆိုင်လေးလာသူကမြန်မာစစ်တပ်အနေနဲ့စီးပွားရေးနဲ့တန်တမာရေးဖိအားတွေကြားလိုအပ်တဲ့လက်နက်တွေဆက်လက်ရရှိနေနိုင်တာကိုတွေ့ရပြီးရုရှားရေးပါရတဲ့သက်သွေးကြောင့်ဖြစ်တယ်လို့သုံးသပ်တယ်။ရုရှားရဲ့ MIT THD ရဟင်ကိုပထမဆုံးဝင်ယူနိုင်တဲ့ နိုင်ငံဟာမြန်မာဖြစ်တယ်လို့စစ်ဘက်ထောက်လှမ်းကုမ္ပဏီ James ကပေါ်ပြတယ်။အနာသိမ်းပြီးနောက်ပိုင်းခုခံတော်လှန်စစ်တေတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လူမျိုးစုတော်လှန်ရေးဖွဲ့စည်းနေမြေအများအပြားဆုံးရှုံးခဲ့ပေမဲ့စစ်တပ်ဟာလက်နက်ကျင်နဲ့လေကြောင်းရာသစီးနေမှုကိုတုံ့ချပြီးဆက်မပြတ်ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။ဒါအပြင်သူတို့အနေနဲ့လာမယ့်ဒီဇင်ဘာ28မှာစာမယ့်ရွေးကောက်ပွဲတွေမတိုင်မီအတိုက်ခံနေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ဖို့ဆက်စင်ရဲလည်းအရှိန်မြင့်ခဲ့ပါတယ်။မြန်မာစစ်တပ်အလုံးကတဲ့6လတွင်တရုတ်နိုင်ငံကိုဆက်သွယ်ထားတဲ့အဓိကဝေပြင်းလက်မှတ်ကြီးတစ်လျှောက် ရှမ်းမြောက်ဒေသကလာရွှေမြို့ပါဒီကမြို့ကြီးလေးမြို့ကိုပြန်လည်ရယူနိုင်ခဲ့တယ်။ဒါအပြင်အတူပါလနောက်ဆုံးပတ်မှာလည်းတရုတ်ပြည်ကတောင်မီတီအန်အလီနဲ့အပြည့်ရဲ့ဂျင်ညာကမိုးကောက်ပောင်းမြို့မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်တွင်ကျေးဇူးတင်ရှိပါတယ်ရှင်။